လင်းမယားအချင်းချင်းအောင်သူနဲ့တယောက်ဤနဲ့တယောက်ရှူနေရတယ်လို့ပြောလာတဲ့ပိုးဤခန်ဧကရစ်တန်ယာရီပရိသတ်များလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင့်မြန်မာနိုင်ငံပေါ်လုံးဝါဒနာရှင်တွေပရိသတ်ကြီးမရဲ့နာမည်ကျော်အောင်မြင်နေတဲ့ပေါ်လုံးသမအောင်သူတို့တည်ကြမှာပါပေါ်လုံးဝါဒနာရှင်မဟုတ်ရင်တောင်မင်းသမီးလေးပိုးဤခန်ရဲ့ခင်မွန်တယောက်အနေနဲ့တည်ကြပါလိမ့်မယ်ပေါ်လုံးသမအောင်သူကမြန်မာနိုင်ငံပေါ်လုံးအသင်းရဲ့အကောင်းဆုံးလက်ရွေးစင်ပေါ်လုံးကစားသမားတယောက်အနေနဲ့ယက်တည်နေတာပါဒီလိုအကောင်းဆုံးလက်ရွေးစင်ပေါ်လုံးကစားသမားတယောက်ဖြစ်တဲ့ အောင်သူနဲ့မင်းသမီးကျော်ပိုးဤခန့်တို့ကလက်ထပ်ထားကြတာဖြစ်ပြီးတော့အခုဆိုရင်တောင်းလေးတယောက်ကိုပါပိုင်ဆိုင်ထားတာပါ အောင်သူတို့ဇနီးမောင်နဲ့နှုတ်စလုံးကတာယာပျော်ရွှင်ပွေရာအိမ်တောင်ကြီးကိုပိုင်ဆိုင်ထားတာပါအောင်သူကလည်းဇနီးဖြစ်သူပိုးဤခန့်ပေါ်မှာအလိုလိုက်ထားပြီးအရေးတကြီးကြီးနဲ့ကြီးရှုဆောက်ရှောက်ပြီးနေတတ်တာပါပိုးဤခန့်ကလည်းတကယ်ကိုကံကောင်းတဲ့အိမ်တောင်တစ်ခုကိုပိုင်ဆိုင်ထားနိုင်တာပဲဖြစ်ပါတယ် အောင်တို့လင်မယားကြားမှာတမိုထူးကြနေတာကတော့သူများလင်မယားတွေလို့မဟုတ်ပဲလင်မယားချင်းချင်းကိုစာနောက်ကြတာပါစာနောက်တာတာမှာရူးရူးမဟုတ်ပဲပိုးဤခက်ကိုတိုင်းကလိုင်းပေါ်တင်ပြီးခင်မုန်းဖြစ်သူအောင်သူကိုစာနောက်တက်တာပါအခုလေပိုးဤခက်ပြောတာကတော့တအိမ်လုံးမှာနှစ်ယောက်စလုံးကဤပေါအကျန်းဆုံးသူတွေပါတယောက်ကဤပေါရင်တိုးတိုးတိတ်တိတ်နဲ့မခံနိုင်တော့အနံ့ပြင်းပြီးတော့နောက်တစ်ယောက်ကလည်းဤပေါရင်တပုံးပုံးနဲ့ရက်ကြော်ရွာကြော်ထိကြားရအောင်ကိုအတန်ကျေပါလေလို့ပြောပါတယ်အိမ်မာနေရင်နှစ်ယောက်စလုံးကဤတွေပေါဆုံးဖြစ်ပြီးတော့တယောက်နဲ့တယောက်ဤရှူရတာ

ကောင်းတွေတောင်ချကြလဲမူးသွားတယ်လို့ပြောပါရယ်အချင်းချင်းတယောက်နဲ့တယောက်အီပေါက်တန်နဲ့နှိမ့်ဆက်လိုက်အီနန်ရှူခိုင်းပြီးနှိမ့်ဆက်လိုက်နဲ့အိမ်ထဲမှာတင်အီပေါက်တဲ့တိုက်ပွဲတွေကျင်းပနေရပါကြည်ရတာကတော့အောင်သူတို့အိမ်သွားလျာနဲ့အီနန်ရှူပြီးပြန်လာမယ်ပုံရှိပါရယ်ဒီလင်မယားမြောက်ကတော့တကယ်မလွယ်တာပါလင်မယားချင်းချင်းတော့အလိုမပေးအီနန်ရှူခိုင်းရတာနဲ့အီပေါက်တဲ့အတန်ကြီးတွေနဲ့နှောက်ရှက်ရတာနဲ့တကယ်ကိုအစမောက်တန်တဲ့လင်မယားတွေပါတန်ပြောလာတာကသူနဲ့အောင်သူကတယောက်တလဲပဲတယောက်ကအတန်နဲ့တပူပူတပွန်ပွန်နဲ့နှိမ့်ဆက်ရင်နောက်တယောက်ကအီနန်ကိုလိုင်း ခနေရပေါက်ခနှိဆက်တတလို့ပြောလာတာပါနောက်ထပ်ပြောလာတာကတော့တရုတ်စာဘိုးဤခက်ကသူရဲ့ခင်မောအောင်သူလို့နေရမှာဘသူကဤပေါက်ရင်အတန်နဲ့နှိဆက်ပြီးတော့ဘသူကအနက်နဲ့နှိဆက်လဲဆိုတာကိုတော့မပြောတော့ဘဲကိုဘာသာခံမှန်းကြည့်ကြပါတော့ဆိုပြီးတော့လေအောင်လုံးကိုဤပေါက်တဲ့ကိစ္စကိုခံမှန်းခန့်ခဲ့ပါသေးတယ်အောင်သူတို့လင်မယားဤပေါက်တဲ့ကိစ္စမှာနောက်ထပ်စဉ်းစားမိတာကသူတို့တဦးတဲ့တော့တားလိကိုပါတနေ့တနေ့အမေဖြစ်သူပိုးဤခက်နဲ့အဖေဖြစ်သူ အောင်သူတို့ဤအပြိုင်ဆိုင်ပေါက်နေကြတဲ့ဈာမှာတော်တော်လေးကိုတန်းခံရမှာပါ ဤအနံ့ပြင်းနာရောဤပောက်တန်ကျေတာတွေကိုရောမှာခံရမှာအတိကြပါပဲ ဒီလိုမျိုးလီမီယာနှစ်ယောက်တယောက်ကိုတယောက်အချင်းချင်းနားလည်မှုတွေရှိကအစနောက်တန်ပြီးစီးထိုးတတ်တာကိုလည်းပွေးမြူပဲလွတ်လွတ်လပ်လပ်နဲ့ပျော်ရွှင်ပွေးမိသားစုဘဝလေးကိုတိဆောက်ထားတာပါ။ဘာမဲပြောပြောလီမီယာကြားမှာဒီလိုတပူပူတပွန်ပွန်နဲ့အီပေါက်တန်တွေရောအီးနံပြင်းပြင်းနဲ့တန်ကိုခံနိုင်ဖို့ဆိုတာမလွယ်ကူလောက်ပါဘူး။တချို့ဆိုရင်အဆက်တီးရတာနဲ့ရှင်ရှားတာနဲ့အီးတလုံးကြောက်တောင်ကြောက်ကစဖြစ်တတ်ကြပါသေးတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပြီးခဲ့ကြတဲ့ပရိသတ်ကြီးတို့အနေနဲ့လေပိုးအီးခန့်နဲ့အောင်သူတို့လင်မယားတို့လို့ကိုအီးနတ်ကိုကိုခံနိုင်တဲ့အစ်သူမျိုးနဲ့ တွေ့ဆုံပြီးကြပြီလားဆိုတာပြောပြပေးသွားပါဦးရှင်ကျေးဇူးတင်ပါတယ်